Hello အားလုံးဝမင်္ဂလာပါဖိုးမချန်ကနေကြိုဆိုပါရစေ။ဆိုတော့ညက Champion League Ronaldo Sisting ဒုတိယအကြော်ဒီရှင်ပိုင်ကစားအပီမှာအတီးတီးဆိုသလိုအတင်းနေကိုစီနောက်တစ်ဆင့်တက်သွားကြတော့ quarter final ရလက်ဒီဒီအတင်းထိတ်တိုက်တွေးဆမှုတွေထွက်ပေါ်လာပြီဖြစ်တယ်ဗောနော်။ဆိုတော့အဲ့ဒီ area နေပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းပြောကြည့်အောင်ပါ။ဆိုတော့ quarter final မှာတော့ကျွန်တော် Bayern Munich က Inter Milan နဲ့ထိတ်တိုက်တွေ့ပါမယ်။ ိုင်ယန်မြူနစ်အနေနဲ့သူတို့ရဲ့ပြည်တွင်းခါးသီးပြိုင်ဘက်အင်မတန်ခဲယဉ်တဲ့ပြိုင်ဘက်လီဗာကူဇင်ကိုခက်ခက်ခဲခဲရှင်ပိုင်ကစားရရင်လည်းဒီဆင့်ကိုတက်လာတာဖြစ်ပြီးတော့အင်တာမီလန်ကတော့ဖီယန်နုလိုအသင်းမျိုးကိုနှစ်ကျော်စလုံးလွယ်လွယ်ကူကူနိုင်ပြီးတော့သူတို့ဒီဆင့်ကိုသူတို့တက်လာတာဆိုတော့အင်တာဟာခံစစ်အရလက်ရှိသူတို့ဒီချန်ပီယံစ်လိမှာအကောင်းဆုံးအသင်းတွေမှာကျွန်တော်တို့ပါတယ်တချို့အဓိကကစားမားတွေအင်ဂျူရီပြဿနာတွေကြောင့်လွဲနေတာတောင်မှဒီဖီယန်နုနဲ့ပွဲစဉ်မှာသူတို့ကောင်းကောင်းကစားနိုင်ခဲ့တယ် ဆိုတော့အင်တာရဲ့ခံစင်နဲ့ဘိုင်ယန်မြူးနီရဲ့တိုက်စစ်တို့တွေ့မဲ့ပွဲမျိုးပါဘိုင်ယန်ဟာကျွန်တော်ခံစစ်အနေနဲ့တကယ်တကယ်အရေးကြီးတဲ့ stage ဒီမှာဆိုလို့ရင်အမှားယွင်းတဲ့အမှားတွေရှိနေတုံးပဲဒါအပြင်ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလဲ AB လာမှရှင်မင်းကစားမှာပေါ့နော်အဲ AB ကြရင်တော့ Manuel Neuer တို့ပါတို့ဘိုင်ယန်ဘက်ကပြန်ပါလောက်ပြီဒါပေမဲ့လေလို့အဲ့ဒီအချိန်မှာတော့မှဒီ Neuer တို့ပါတာတောင်မှပေါ့နော်ဒီနောက်တန်းကဗျာကျွန်တော်တိတ်ပြီးတော့စိတ်ချတဲ့နေထိုင်မှုကျွန်တော်ဟုတ်မနေသေးဘူးဆိုတော့ကွင်းလယ်မှာဆိုလို့ရှင်လည်းပဲကျွန်တော်ဒီတော်တော်ကိုကြည့်ကောင်းပဲဒါနှစ်သင်းမှာ တိုက်စစ်ကတော့ဘယ်လိုပြောမလဲဒီဘိုင်ယန်မြူးနီးရဲ့ဘယ်တော့သားအူလီစီတို့ခြေသွမ်းပြနေတာဟယ်ရီကိန်းတို့เนาะကျွန်တော်တောက်လျှောက်ဂိုးတွေအတွင်းဖန်တီးမှုတွေကျွန်တော်လုပ်နေပြီးတော့အကောင်ဆုံးယာတီကိုသူပိုင်ဆိုင်နေတာမူစီယာလာလို့တောက်လျှောက်ဂိုးတွေကျွန်တော်ပြန်ရောက်ဖို့အတွက်သူတို့အမှန်ကန်ဒီเนาะဒါခြေသွမ်းနေပြနေတာကင်းစလီကူမန်တို့ဂနာဘရီတို့အပြင်တကယ်တိုက်စစ်ကောင်းတဲ့ဘိုင်ယန်နဲ့ခန်းစစ်တအားမာပြီးတော့ဗောနော် မာမာထန်တဲ့ကစားနေတဲ့အင်တာမီလန်တို့တွေ့တဲ့ပွဲ တတော်ကြီးကောင်းမဲ့ပွဲပါတတော်ကိုမြိုင်ဆိုင်မဲ့ပွဲဆိုတော့နှစ်သင်းစလုံးကတော့အိမ်ငွေ့မှာကိုစီအားသာချက်တီကျွန်တော်ရှိတယ်။ဘိုင်ယန်ကတော့အိမ်ငွေ့မှာအရင်ကစားမှာဆိုတော့ဒီပရမကျော့တွေ့တဲ့နော်ဒီဟွာမှာသူတို့အနိုင်ရအောင် လုပ်နေလို့မဟုတ်လို့ရှင်တော့ဒီဆန်စီရိုမှာကစားမဲ့ပွဲမှာတော့သူတို့မလွယ်တော့ဘူး။ ဆိုတော့ကြားထဲမှာအချိန်ကြီးကျတို့ကြည့်ပါတယ်เนาะကျွန်တော်ဒီ AB လာ၈ရက်နေ့မှာတို့ဒီပထမကြိုးတွေကစားကြမှာဆိုတော့ဒါအချိန်ရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နှစ်သင်းစလုံးအတွက်အဲ့ဒီအချိန်မှာဒါဘယ်အသင်းမှဘာ injury ပြဿနာတွေကြုံမနေဘူးဆိုလို့ရှင်တော့တော်တော်ကိုကြည့်ကောင်းပဲပွဲတော်ပဲဖြစ်ကျွန်တော်မြင်ရမှာကျွန်တော်ကတော့ဟိုမီစီမူဇီယာလာတို့ဘာလို့ပါတယ်ဘိုင်းမနစ်ကိုပို့ပြီးတော့တက်စီရှင်နေဗျာဒါမျိုးလို့ကျွန်တော်နေပေါ့နော်မာကြုံမှုပြီးလို့ရှင်ကျွန်တော် Champions League ဒီလိုမျိုးအချိန်ကြီးဆိုတာကဗျာမင်းဂိုးဘလောက်တွင်းနိုင်တယ်လဲဆိုတာထက် မင်းခံစေကဘလောက်မာတယ်လဲဆိုတဲ့အစိတ်အစိတ်မျိုးကျွန်တော်ဖြစ်သွားပြီဒီလိုအစိတ်မျိုးမှာဆိုလို့ရင်ဂိုးပြက်တွေပါတယ်ဆိုတာမျိုးကတအားကိုရှားသွားပြီးတော့ဗောနော် 1z 2z ဆိုတဲ့ပုံစံလေးတွေကရလက်တွေကိုအကောင်းဆုံးပုံဖော်သွားကြတာဆိုတော့ခံစေမာကျုံမှုကတိုက်စစ်ကောင်းမှုတဲ့အများကြီးပူပြီးတော့အရေးပါမယ့်အစိတ်မျိုးလို့ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော်ကတော့အင်တာရဲ့ခံစေကိုပူပြီးတော့သဘောကျတယ်ဘာလို့လဲဆိုတော့ဘိုင်ယန်ရဲ့ကစားပုံဘိုင်ယန်ရဲ့2 3 2 4 4 formation နဲ့ imposition ကစားပုံ high defensive line နဲ့ကစားပုံဆိုလို့ရှိရင် inter milan ရဲ့ wing backs တွေ ကွင်းလေကကြစ်ကြစ်လေးလေးမာမာထန်ထန်ကစားနိုင်ပြီးတော့တိုက်စစ်ကလော်တာရိုမာရီနဲ့တဲ့မာကက်စ်တူရန်တို့နှစ်ယောက်ရဲ့ရုံးမှုတွေကိုကြည့်မယ်ဆိုရင်အင်တာဟာကောင်းကောင်းဘိုင်ယန်ကိုဒုက္ခပေးနေဆိုရှိတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အဝေးကွင်းမှာသာအင်တာကအနိုင်ဆုံးတည်ယူနိုင်ရင်ဒီကြတဲ့အင်တာနေတဲ့နောက်ဆင့်တက်ဖို့တော့အချိန်ကြီးကောင်းတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒါကကျွန်တော်သာဘိုင်ယန်မြူးနစ်နဲ့အင်တာမီလန်တို့တွေ့မဲ့ပွဲပေါ်ဗျာညီကလို့နေနေရောဒီတွေ့ဆုံမှုမှာဘယ်အသင်းကနောက်ဆင့်တက်သွားမယ်ကျွန်တော်ထင်ကြတယ်။ဆိုတော့နောက်တစ်ပွဲကတော့ကျွန်တော်သာဘာစီလိုနာကဒီဒေါ့မွန်နဲ့တွေ့မှာပါ။ ်ဘာစီလိုနာကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲတိတ်ပြီးတော့မခက်ခဲခဲ့ဘူးပေါ့နော်ဟိုသူတို့အနေနဲ့ဘင်ဘီကာကိုနှက်ကျော်ပေါင်း၄ခုတကူဆိုတဲ့ရလိုက်တဲ့သူတို့ကနောက်ဆင့်ကိုတက်ပြီးတော့ဒါဒီဒီဒီကြီးရောက်လာတာနောက်ဆင့်ကိုတက်လာတာဒေါ်မွန်ရဲ့ဘက်ကလည်းအိမ်ဝင်းမှာဝမ်ဝမ်းကြပြီးမဲ့လေလို့ပြင်တိကိုသွားကစားတဲ့အဝေးကွင်းလိုင်းကြီးနဲ့ပွဲမှာဆိုရင်ဒါ1 2ဆိုတဲ့ရလိုက်နေပေါ့နော်မက်ဆီမီလီယန်ဘိုင်ယာတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအမ်ရီချန်တို့ twin goal တွေနဲ့သူတို့က2 3ဆိုပြီးတော့သူတို့တက်လာတာဆိုမလွယ်ပါဘူးမလွယ်ပါဘူးဆိုတာကတကူးရှိတာကဘာစီလိုနာ ဘာစီလိုနာဟာဖိုင်နယ်ကိုသွားမဲ့လမ်းကြောင်းမှာတအားကိုကျွန်တော်တို့အနေနဲ့ခြောက်နေတယ်။တအားကိုခြောက်နေတယ်ဆိုတော့ဒီယာဒီမှာလည်းကျွန်တော်တို့ဒီဟန်စီဖလစ်ရဲ့အသင်းကိုကျွန်တော်တို့ကြည့်ရင်ရာဖင်ညာတို့ကတောက်ချောက်သွင်းကိုတွေသွင်းဖန်တီးမှုတွေလို့တောက်ချောက်ချီသွင်းနေကျွန်တော်ပြနေတယ်။ဒန်နီအော်လမိုကလည်းအများကြီးအံဝင်ခွင့်ကျကျွန်တော်ဖြစ်လာပြီ။ရာမဲကလည်း16နှစ်ဆိုပေမဲ့လို့ဘာမှပြောစရာလိုလီတွေမရှိတဲ့ကစားမရဲ့ quality မျိုးတွေကျွန်တော်မြင်နေရတယ်။နောက်လီဝန်နော့စကီပြောစရာကိုမလိုဘူးပြ။ကွင်းလင်ကပက်ဒရီကလည်းတအားကိုကောင်းတဲ့ performance တွေကျွန်တော်ပြနေတယ်။ ဆိုတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဘာစီလိုနာဟာပြည်တွင်းကိုဒီလက်ရှိပြည်ပပြိုင်ပွဲဒီမှာပါတကယ်ကောင်းတဲ့ performance တွေကျွန်တော်မြင်နေရတာဒါအပြင်သူတို့ရဲ့ final ကိုသွားမဲ့ land ချောင်းမှာလည်းတော်တော်ကြီးကိုခြောင်နေအတွက်ပေါ့နော်တိတ်ပြီးတော့ဒါဘာစီလိုနာအတွက်အခက်အခဲမဖြစ်သင့်ဘူးနောက်တစ်ဆင့်ကိုရအောင်တက်အောင်သူတို့ဒါလုံနိုင်သင့်တယ်လို့ကျွန်တော်တို့ထင်တယ်ဒီပွဲကကျွန်တော်တို့အနေနဲ့ဒီဘာစီအတွက်ကတိတ်ပြီးတော့ပြဿနာမရှိပြီမဲ့ဘာဆိုဘာမှခံမှန်းလို့မရတဲ့ ဒီဒေါ်မွန်ရဲ့ပွဲပဲဘာလို့လဲဆိုတော့ဒေါ်မွန်ကိုကျွန်တော်ကြည့်ရင်သူတို့ဒီလက်ရှိဘွန်ဒက်စတီကာမှာဆိုလို့ရင်သူတို့တော်တော်တိုင်ပတ်နေတာတော်တိုင်ပတ်နေတယ်တိုင်ပတ်နေပြီးတော့ဆာဟီမီနိုဘာလို့ကိုထုတ်ပြီးတော့သူနီကိုကိုဘတ်စ်တို့ဘာလို့ကိုကျွန်တော်ခန့်ထားတယ်ခန့်ထားတဲ့နောက်ပိုင်းမှာအဆင်ပြေသလိုဖြစ်ပေမဲ့လို့ထင်သလောက်ထိတော့ဟုတ်မနေသေးဘူးပေါ့နော်ဒါပေမဲ့ Champions League မှာတော့သူတို့ဒီအဝေးကွင်းနေမှာပါနိုင်ပွဲတွေပါတယ်ရအောင်ယူပြီးတော့ဒီဆင့်တီရောက်လာတယ်ဆိုတော့မျိုးကတောင်တောင်ပေါ်သေးသေးသွားပြီးတော့ကစားလို့မရဘူး GRC တို့ဘာလို့ကဂိုးတွေကျွန်တော်တွင်းနေပြီ နော်ကေရင်အဒီယာမီတို့နော်မက်ဆီမီလီယန်ပိုင်ယန်တို့ကတောင်မန်နှစ်ဖက်မှာကျွန်တော်အနေနဲ့တလွားလွားပြီးစော့နေပြီနော်ကျွန်တော်ဖြည်းဖြည်းချင်းနဲ့ဂျူလီယန်ကျွန်တော်ဒါပါတယ်ဒီအဝါရဲ့ဒီဟွာကိုပါတယ်ဒီဒရက်စလာနော်နော်ဒရက်စလာမဟုတ်ဘူးနော်အဲပရီဗတ်သူ့နာမည်တော့မသူလေဗျာကျွန်တော်ဂျာမန်လက်ရွေးစင်မှာသူပြန်ပြီးတော့မှယူဝေးခံနေရပြီတည်လားနော်ပြန်ပြီးတော့ယူဝေးခံနေရပြီကျွန်တော်အနေနဲ့ဒီအရင်ကလီဗာပူးစင်ကနေပြောင်းလာတဲ့ကျွန်တော်ဘယ်လိုလဲဂျူလီယန်ဘရန့်ပေါ့နော်ဂျူလီယန်ဘရန့်တို့ပါလို့ဆိုလို့ရှိရင်အတော့မှမှာရောက်ရောက်ချင်းတော့အဲ့လောက်ကြီးအခြေအနေမဟုတ်ဘူး အခုတော့ဖြည်းဖြည်းချင်းနဲ့ပြန်ပြီးတော့အဆင်ပြေလာနေပြီဆိုတော့ဟိုဒါပေမဲ့မလွယ်ဘူးပေါ့နော်ဘာစီလိုနာကိုကျွန်တော်ချင်းကစားဖို့ကတော့မလွယ်ပါဘူးဆိုတော့အိမ်ဝင်ကျွန်တော်နေဒုက္ခပေးနိုင်မလားပဲကျွန်တော်ကြည့်ရမှာပဲနော်ဘာစီလိုနာကိုတော့ဒေါ်မွန်ကကြော်သွားလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးပေါ့နော်နောက်ထပ်တစ်ပွဲကကျွန်တော်က PSG နဲ့ Aston Villa တို့ကျွန်တော်ထိတ်တိုက်တွေ့တဲ့ပွဲပါဟို PSG အနေနဲ့ကတော့ကျွန်တော်အားလုံးသိတဲ့တည်းပဲ Premier League ထိပ်သီးကလပ်ဖြစ်တဲ့ကျွန်တော်က Liverpool လို့အသင်းမျိုးကို အမှန်ကန်အပြက်တက်အသာကြီးအောင်ကစားပြီးတော့ပင်နေဒီအဆုံးဖြတ်နေသူတို့ဒီဆင့်ဒီသူတို့တက်လာတယ်။လုံးဝကိုမလွယ်တာပါ။ Anfield ကို꽌တီလာပြီးတော့နောက်တစ်ဆင့်တောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုတဲ့ performance မျိုးက Aston Villa အတွက်တော်တော်ကြီးကိုသတိထားရမှာ။ Aston Villa ကလည်း Club Brugge နဲ့သူတို့ကစားတယ်ပေါ့နော်။အခုလည်းရှိသူတို့အိမ်ခွင်မှာကစားသွားတဲ့ညအပွဲမှာတော့သူတို့3-0ဆိုတဲ့ရလနဲ့9နဲ့ Club Brugge ကတော့စောစောစီးစီးဒါ16မိနစ်လောက်မှာနေသူတို့အနီးကထိထားတယ်ဆိုတော့ခင်ဗျာ Aston Villa အတွက်ကတိတ်ပြက်တနာမရှိခဲ့ဘူးပေါ့နော်။ နှစ်ကျော်ပေါင်း692ကုနဲ့နိုင်ပြီးတော့ Aston Villa ကနောက်ဆင့်ကိုကျွန်တော်တက်တယ်ဆိုတော့မလွယ်ပါဘူးမလွယ်ပါဘူးဆိုတာ Liverpool လို့အသင်းမျိုးကိုကျွန်တော်တို့ဒီလိုမျိုးလုံပြနိုင်ခဲ့တယ်ဆိုရင်လက်ရှိ Champions League လောက်ကသာအယုံဆိုင်ဖို့လိုတဲ့ဒီ PSG အနေနဲ့ဒီ Aston Villa ဟာသူတို့တက်ပြိုင်မှာမဟုတ်ဘူးသူတို့တက်ပြိုင်မှာမဟုတ်ဘူးကျွန်တော်တခုရှိတာကဟို Champions League ဒီအဆင့်ရောက်လာပြီဆိုကြတဲ့ကဘာမှတော့ပုံသေးပြောလို့ရတာမျိုးမရှိဘူးပေါ့လေသို့တော်လည်းပဲပြည်တွင်းမှာပြင်းထန်လီဂူမှာဆိုလို့ရှိရင် PSG ကမေ့လို့ရပြီ ပြင်သစ်လီကူမှာ PSG ကမေ့လို့ရပြီသူတို့သူတို့ကိုဘယ်သူမှတလောက်ကြီးဒုက္ခပေးနေမှာမဟုတ်တော့ဘူးဝတနေ့ကလေဘောက်တီနဲ့ပွဲမတိုင်ခင်ဒုတိယကြောက်ပွဲမတိုင်ခင်ကျွန်တော်ကြည့်ပြသူတို့အရေးကြီးတဲ့ပွဲစဉ်တွေပွဲထားပါတော့ဗျာတပြည်တွင်းပွဲစဉ်သူတို့ကစားတယ်၁၁ရောက်လုံးနီးပါးလဲပလိုက်တာအဲ့ဒါလည်းနိုင်တော့မယ်ဆိုတော့ပြင်သစ်လီကူရဲ့ quality ကတအားကိုနှိမ်လုံးနေဆိုတော့အဲ့ဒါကြောင့်ပေါ့နော်သူတို့ပြည်တွင်းပွဲတွေကအဲ့လောက်ကြီးအာယုံဆိုင်ဆရာမလို့တော့ဘယ်နဲ့ Champions League ကိုသာ Enrique တကယ်ရယူနိုင်ဖို့သူကြိုးပမ်းပြရမှာဒါအပြင်သူတို့တွေ့နေတဲ့ Aston Villa ဆိုတာကသူတို့ရှင်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလောက်ထိအန်ဒီယံမရှိဘူးပြောချင်တာကနောက်တစ်ဆင့်ကို PSG တက်ကိုတက်ဖို့ကြိုးပမ်းသင့်တယ်ကျွန်တော်ကတော့ဘာလို့ဒါအရင်ဆုံးသူတို့အိမ်ကွင်းမှာရှင်းမယ်ကစားမှာဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်အနေနဲ့ဒီ PSG ကပြက်ပြက်တတရရလက်ဒီရအောင်သူတို့ကြိုးပမ်းထားသင့်တယ်ဘာလို့လဲဆိုတော့ Aston Villa ကို DR ဒီကျွန်တော်ကြည့်မယ်ဆိုရင်ယာဒီအစမှာယာဒီအစပိုင်းလောက်မှာပေါ့နော်အိမ်ကွင်းနေမှာဆိုလို့ရှိရင်သူက Champions League ပြိုင်ပွဲတွေမှာတကယ်ကောင်းနေရတဲ့ဒီယူပြထားတာနော်ဘိုင်ယန်တို့ကိုပေါ့နော်အိမ်ကွင်းမှာ1-0နဲ့9ပြတာမျိုးတွေပါလောက်ပြထားတာဆိုတော့ PSG အတွက်ကတော့ဗောနော်ဒါ Aston Villa ကွင်းမှာတော့ထင်တယ်လို့တော့လွယ်ချင်မှလွယ်နိုင်မယ်ဒါပေမဲ့သူတို့အိမ်ကွင်းမှာတော့ပြက်ပြက်တက်တက်ရလက်တည်းအရင်ယူထားနိုင်ရင်တော့တော်တော်ကိုအချိန်ကြီးကောင်းနိုင်မယ်လို့ကျွန်တော်ထင်နေဗောနော်နောက်ဆင့်ကိုတက်ဖို့အတွက်ကြိုးပမ်းတဲ့ပွဲမျိုးပါ PSG အတွက်ဆိုတော့ကျွန်တော်တို့အနေနဲ့လက်ရှိဒါစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာကအာဆင်နယ်နဲ့ Real Madrid တို့ရဲ့ပွဲပါအာဆင်နယ်အနေနဲ့ကျွန်တော်ဒီပွဲမှာဒုတိယကျော် PSV နဲ့ဗောနော်နှစ်ကိုစီတည်ကြတော့နှစ်ကျော်ပေါင်း93ဆိုတဲ့ရလနဲ့နောက်တစ်ဆင့်ကိုကျွန်တော်တက်လာတယ် Real Madrid ရဲ့ statement performance မျိုးကိုသူတို့ပြသွားတာနှစ်ကြော်ပေါင်း93ဆိုတော့ Real Madrid okay ငါတို့တော့ Mino နဲ့တွေ့မယ်အရင်လို Arsenal မဟုတ်တော့ဘူးဆိုတော့ statement performance မျိုးကိုသူတို့ပြပြီးတော့တက်လာတာ Real Madrid ကတော့ခုနကကျွန်တော်တို့ကြည့်ကြည့်ခဲ့တဲ့အချိန်မှာ Atletico Madrid ကိုအဝေးကမှတတော်ကြီးကိုခက်ခက်ခဲခဲကစားလိုက်ရတယ် Vinicius လိုလိုကစားမမျိုးတွေကစားခြိစွန်းနေပါတယ်ပျောက်ပြီးတော့ပွဲထွက်ဆက်တယောက်မှာ၄ရက်လောက်ပဲအဆင်ပြေတယ်ဆိုတဲ့အနေထားမျိုးလောက်ထိကိုတိုင်ပက်လာခဲ့တာ ဆိုတော့ဗောနော်ဒီအစ်စ်တီရောက်လာပြီဆိုတော့ခါကျတော့မလွယ်ပါဘူးဆိုတော့အာဆင်နယ်နေနဲ့ကျွန်တော်ကြည့်ရရင်ကျွန်တော်ကျွန်တော်တော့ဗျာအာတီတာနဲ့အာဆင်နယ်တို့ကတော့ပရီးမီးယားလိမှာတော့ဖိုးဝင်ကျင်းနေတင်ပြီတော့ဖိုးဝင်ကျင်းနေတင်ပြီးတော့လက်ရှိချန်ပီယံစ်လိကိုအမှန်ကန်အာယုံဆိုင်ပြီးတော့ကစားတင်နေပြီလက်ရှိသူတို့လီဗာပူးလ်တင်းကိုရှင်ကစားဖို့လီဗာပူးလ်တင်းကိုမှီအောင်လိုက်ဖို့ကသူတို့နည်း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 လှမ်းဝေးသွားပြီ16မှတ်ဗျာ16မှတ်ကွာသွားပြီဆိုတာမျိုးကပြည်တွင်းဖလားကိုမေးလိုက်တင်ပြီ ဲတော့ဒီမှာလေသူတို့မေးလိုက်ပါပြီကျွန်တော်ထင်ပါတယ်သူတို့ပြန်ပြီးတော့ live ဖို့အတွက်အချိန်ကြီးမရှိတော့ဘူးဆိုတာသဘောပေါက်လိုက်ပြီပေါ့နော်ဒါပေမဲ့လို့လက်ရှိ Champions League မှာသူတို့တွေလုံးဝဒါအမှန်ကန်ပြန်ပြီးတော့ဒုက္ခပေးရမှာအဲ့ဒီကျွန်တော် AB လာမှာကစားမယ်ဆိုတော့အဲ့ဒီချိန်ကြလို့ရှိရင်စာကာတို့ပါလို့လဲပါကောင်းပါလောက်ပြီလေပြောလို့မရဘူးလေဟုတ်တယ်နော်စာကာတို့ပါလို့လဲပါကောင်းပါလောက်ပြီဒါပေမဲ့လို့ပေါ့မတိကြသေးဘူးအခုတော့မှ Martinelli တို့ပါလို့ကျွန်တော်ပြန်ပါနေပြီအဲ့တော့ကျွန်တော်တို့ဒီ ရီယယ်မက်ထရစ်နဲ့တွေ့မဲ့အာဆင်နယ်အတွက်ကတော့တော်တော်ကြီးမလွယ်တာပါသူတပင်အာဆင်နယ်နေနဲ့ချန်ပီယံစ်လိမ့်မှာဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ကလည်းပဲသူတို့ဒီပြုတ်ခဲ့ရတာပေါ့နော်ပြီးခဲ့တဲ့နှစ်ကလည်းပြုတ်ခဲ့ရပြီးတော့ဒီနှစ်မှာဆိုလို့ရှိရင်ကျွန်တော်သားရီယယ်မက်ထရစ်လိုမျိုးဒီဒီပြိုင်ပွဲရဲ့ဒါဘယင်းနဲ့တွေ့တယ်ပေါ့ဗျာဆိုတော့ဒါတကယ်လို့ဒီစင်ကပြုတ်ရင်တော့မှခံစားသေးတယ်လို့ပြောရမယ့်အခြေအနေမျိုးပါဒါပေမဲ့လို့အာဆင်နယ်ကခုနကကျွန်တော်ပြောလိုပဲရီယယ်မက်ထရစ်နဲ့တွေ့မဲ့နေထားမှာ93ဆိုတဲ့နှစ်ကြောပေါင်းကြက်လက် statement performance ပြပြီးတော့သူတို့ကတက်လာတာငါတို့လည်းမချင်ဘူးဆိုတဲ့သဘောမျိုးဗျာ ဒါအပြင်သူတို့အယုံဆိုင်စရာဒီလက်ရှိ Champions League ပဲဆိုတော့သူတို့က Real Madrid လိုမျိုး Champions League ကိုလည်းအယုံဆိုင်ရမယ် La Liga ကိုလည်းအယုံဆိုင်ရမယ်ဆိုပြီးတော့ဗျာများနေတဲ့အခြေအနေမျိုးမဟုတ်တော့ဘူးပေါ့နော်တကယ်တမ်းသူတို့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်နေဆိုလို့ချင်း Champions League တော့ပဲသူတို့အယုံဆိုင်ပြီးတော့ကျိုးပန်းနေတယ် Arsenal နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရမှာကအတွေ့အကြုံတစ်ခုပဲအတွေ့အကြုံဆိုတာကကျွန်တော်တို့ဒီဒီလောက်အထိပေါ့နော်စိတ်လို့ရှောက်ဖို့ကောင်းတဲ့အခိုက်အတန့်မျိုးတွေပါတယ်ပြီးခဲ့တဲ့နှစ်ကဒီလောက်ဒီဒီမရောက်ခဲ့ကြဘူး Ronaldo 60နဲ့ပင်သူတို့ပြုတ်ခဲ့တာမလားဟုတ်တယ်မလားဆိုတော့လက်ရှိဒီဆင့်မှာ Real Madrid လို့အသိမျိုးနဲ့ဆိုတော့ အတွေ့အကြုံနဲ့တဘာဟာအများကြီးစကားပြောပါလိမ့်မယ်အတွေ့အကြုံနဲ့တဘာဟာအများကြီးစကားပြောတော့ပါလိမ့်မယ်ဒီနောက်တန်းကအာဆင်နယ်နေနဲ့ပြောစရာမလိုကွင်းလေကလည်းပြောစရာမလိုတိုက်စစ်ပဲကျွန်တော်တို့ပြောစရာလိုတာဒါပေမဲ့လည်းလို့ပေါ့နော်ကီလီယန်ပါပေတို့ရူဒရီကိုတို့ဗီနီရှက်ဂျူနီယာတို့နော်ပြီးလို့ရှိရင်ဘယ်လင်ဂန်တို့လိုတိုက်စစ်တွေကိုသူတို့ဘယ်လိုထိမ့်မလဲပေါ့ဒါတွေဒီအများကြီးစကားပြောလာတော့မှာဆိုတော့ဒီပြိုင်ပွဲမှာလည်း ကျွန်တော်ကတော့ဘယ်လိုပြောမလို့အာဆနယ်ကအန်ဒါဒေါ့ဖြစ်တယ်လို့ကျွန်တော်ထင်တယ်အားလုံးကတော့ရီယယ်မက်ထရစ်ရီယယ်မက်ထရစ်ရီယယ်မက်ထရစ်ပေါ့နော်ဒါကျွန်တော်တို့သိတဲ့အတိုင်းပဲဘာကြောင့်ရီယယ်မက်ထရစ်လဲဆိုတာလည်းသိပြောစရာမလိုဘူးဗျာအဲအာဆနယ်အနေနဲ့ကျွန်တော်လူသူမထင်တဲ့အများကြီးမထင်ကြတဲ့အနေအထားမှာလုတ်ပြနိုင်မလားဟိုဒီပွဲဒီဒီတွေးဆုံမှုမှာနောက်ဆင်းတက်သွားအာဆနယ်နောက်ဆင်းတက်လိမ့်မယ်လို့ထင်တာအာဆနယ်ပြိတ္တဒီလောက်ပဲကျွန်တော်ရှိမှာသိရမလားနော်ကိုအသင်းပြိတ္တဒီလောက်ပဲကိုအသင်းပေါ်မှာ positive ဖြစ်ကြတာဗျာ general fan တွေကတော့ဒါရီယယ်မက်ထရစ်ပဲတက်အောင်မှာပဲဆိုတော့ဒါကြောင့်ပေါ့နော် ာဇနယ်တင်းရဲ့ပြည်သက်ဒီနေရောရီယယ်မက်ဒရစ်နဲ့တွေ့တဲ့အချိန်မှာနောက်တစ်ဆင့်ကိုတက်သွားနိုင်မယ်လို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်ဝိုင်းရဲ့တပိုင်းရဲ့ရီယယ်မက်ဒရစ်ကပဲအာဇနယ်ကိုအနိုင်ယူပြီးတော့နောက်တစ်ဆင့်တက်သွားနိုင်မယ်လို့ထင်ကြလားဒီကလို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးဒါကတော့ Champions League Quarter Final မှာတွေ့မယ့်အသင်းတွေပေါ့ဗျာဆိုတော့နောက်တစ်ဆင့်ကိုဘယ်အသင်းတွေကိုစီတက်သွားမယ်ထင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်